။နော်သိခြင်းတရားကိုမမေ့ဘူး။အာယုံပြုတ်တယ်၊သတိထားမိတယ်၊မပြတ်မပြတ်ဆင်ခြင်မိတယ်ဆိုရင်လောဘဒေါသအရင်ကြီးကြီးတဲ့အကြောင်းမရှိဘူး။တစ်ချိန်တည်ရမှာပဲ၊တစ်နေ့တည်ရမှာပဲ။ဘာတွေကအရေးကြီးနေတာလဲလို့ကိုယ့်ကိုယ်ကိုထိမိတာဖြစ်တယ်။ဥယင်ကဒီသိခြင်းသဘောတရားကိုစဉ်းစားဆင်ခြင်ခြင်းဒီဟိုအရှိန်နဲ့ပြီးနေတဲ့ကာရစင်းကိုထိမ့်ဖို့အတွက်ဒါဗရိတ်နဲ့အလွန်တူတယ်လို့ဥယင်ကထင်တယ်။ဗရိတ်မပါတဲ့ကားဆိုရင်လူတွေမောင်းရဲမယ်လို့မထင်ပါဘူး။ဟုတ်လား။ စဉ်းစားကြည့်နော်အခုလူတွေကလောဘဒေါသမောဟတွေနဲ့အချိန်လေးသိပ်ပြီးတော့ပြင်းနေကြတာအထိမ့်မပါဘူးဆိုရင်တော့ကြံ့မိကြရရောက်တိုက်မိတတ်ရတိုက်ပြီးတော့ဒုက္ခအကြီးကြီးရောက်နိုင်တယ်ဟုတ်လားဒါကြောင့်တစ်ချိန်မှပြစ္စည်းရမယ်ဆိုတဲ့သဘာဝကိုစဉ်းစားဖြစ်ဖို့အလွန်မှအရေးကြီးအဲ့ဒါဟာဉာဏ်ပညာကိုလည်းအလွန်မှဖြစ်ထွန်းစေပါလေအဲ့ဒီတတိယဟုတ်လားဒါကြောင့်တေဆုံးရမယ်ဆိုတဲ့အချက်ကိုနီးမျိုးစုံနဲ့စဉ်းစားပေးရမယ်ဟောစဉ်းစားတဲ့နေရာမှာဦးဇင်းတို့ခန္ဓာရဲ့သဘာဝကိုကစားအလွန်တရာ အမကန်ချက်မရှိတဲ့မခိုင်မာတဲ့နော်ဟိုအလွန်မှပျက်စီးလွယ်တဲ့သဘောရှိတယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်။နောက်တကဓမ္မတို့အရှင်တို့ဘုဇုခန္ဓာပဲဖြစ်ဖြစ်ပျက်စီးခြင်းလွယ်လွယ်လေးပျက်စီးတာပါ။ကိုကကံအကြောင်းတရားတွေကရှိနေသေးလို့သူလိမ့်ဖဲလိမ့်ဖဲနဲ့ယက်တည်နေတာ။သိမယ်ဆိုရင်လွယ်လွယ်လေးသိနိုင်တယ်။ဘာမဟုတ်တဲ့အကြောင်းနဲ့လည်းသိနိုင်တယ်။နောက်ဦးရှင်တို့ကျန်ကနေတဲ့မှာသိခြင်းရဲ့အကြောင်းတွေအများကြီးဟောတာတိုင်းရှိတယ်။မြတ်စွာဘုရားကတော့သိတော်မူမြင်တော်မူတော့ဟောတာပေါ့ဟုတ်လား။ ဒီဝင်လေထွက်လေမမျှရင်လည်းသေနိုင်တယ်အစာဟာရမသိရင်လည်းသေနိုင်တယ်ဥဒုမသိရင်လည်းသေနိုင်တယ်ဟောဥစဉ်ကတခါလေးစဉ်းစားကြည့်တယ်ကိုယ့်ရဲ့အတွင်းတန်တာမှာဒီရှင်တန်ဖို့အတွက်အမြင့်တလက်ဆက်အလုတ်လုံနေတဲ့ဒီကိရိယာတွေဟာအတွင်းထဲကနေဖောက်ပြန်နေတယ်ဆိုရင်လည်းကိုသိနိုင်တာမဟုတ်တချို့ယောဂါတွေကတချို့ဖောက်ပြန်မှုတွေကဘာလက္ခဏာမှမပြလက္ခဏာပြပြီဆိုရင်လည်းပဲပြင်လို့မရတော့တခါတလေစဉ်းစားကြည့်တယ်တေးသွားကြတဲ့လူတိုင်းဟာ ော့မသေးခင်ခက်စောစောလောက်ကလေးကစားမတို့သေးရလိမ့်မယ်လို့သူတို့မသိကြအောင်သေမှသာသေသွားတာပဲအတော့ဦးဇင်းတို့40ကျော်လာပြီ50ဝန်းကျင်ရောက်လာပြီဆိုရင်တော့ဒီအရေးကခေါင်းထဲမှာအမြင့်ထက်ထားတယ်လို့ထင်တယ်များသောအားဖြင့်လူသားတွေရဲ့တာမန်တတန်းဟာ50ဝန်းကျင်လောက်ဆိုရင်တော့ပြင်းပြနှုံးအားဖြင့်သေကြတော့ပါပဲဒါပေမဲ့90ကျော်တဲ့လူတွေကလည်းကိုယ့်ကိုယ်ကိုသေကနီးပြီလို့မတွက်တာတော့လေအမှန်ပဲဟုတ်ရဲ့လား စဉ်းစားကြည့်နော်တရင်သားလည်းကြည့်နော်အကုန်လုံးကိုမျှလိုက်မယ်ဆိုရင်80 80ကျော်နေရတယ်ဆိုတာအလွန်မှရှားသွားပြီဟုတ်ရဲ့လားအေးဒါကြောင့်ပေးသပေါင်းတော်တော်တို့ခန္ဓာဟာသေးမယ်ဆိုရင်လွယ်လွယ်လေးသေနိုင်တယ်ဒီအချက်ကိုမမေ့သင့်ဘူးအမြဲတမ်းစဉ်းစားဆင်ခြင်တဲ့နဲ့မြတ်စွာဘုရားကတော့တည်ခြင်းသဘောတရားကိုစဉ်းစားဆင်ခြင်တဲ့နေရာမှာထိရောက်တဲ့နည်းတွေပေးခဲ့တာလည်းအမှန်ပဲဟိုဘာနဲ့ဥမာပေးတော့ဆိုတော့ဦးဇင်းတို့ဟို တောင်ချမ်းမြစ်တစင်းရဲ့ပင်လယ်သမုဒ္ဒရာတွေကိုသွားတဲ့ခရီးနဲ့အလွန်တူတယ်တဲ့တတ္တဝါတွေရဲ့ဝေဖွာခြင်းကနေတေဆုံးခြင်းတွေကိုသွားနေတဲ့ဒီရှင်သန်ခြင်းဆိုတဲ့ခရီးစဉ်ဟာတောင်ချမ်းမြစ်တစင်းအရှိန်နဲ့ဆီးဆင်းနေတာနဲ့အလွန်တူတယ်တဲ့ဦးရှင်တို့တောင်ချမ်းမြစ်ကဆီးဆင်းနေပြီဆိုရင်သူကနှင်းနှေးကွေးကွေးလေးလေးကံကံဆီးဆင်းတာမျိုးမဟုတ်သူကတာမန်မြစ်မဟုတ်တောင်ပေါ်ကအမြင့်ကနေထိုးကြလာတာဆိုတော့အလွန်အရှိန်ကောင်းနေပေါ့မြန်မြန်ဆန်းဆန်းခတ်တွတ်တွတ်စီစဉ်နေတယ် တွေ့တာကိုအကုန်တိုက်စားပြီးတော့တည်ဆောင်ပြီးတော့ခက်မြန်မြန်ပါမှာပဲရက်နေတယ်ဆိုတာမရှိဘူးအဲ့လိုပဲတက္ကသမားတို့ဥရှင်တို့ဒီမွေးဖွားခြင်းကနေတည်ဆုံခြင်းတွေကိုတွားနေတယ်ဒီရှင်သန်ခြင်းဆိုတဲ့ခရီးဟာရက်နေတယ်လို့ဘယ်တော့မှမရှိဘူးကိုကတော့အကြောင်းမျိုးမျိုးကြောင့်ဒီကိစ္စကိုမေ့နေမယ်ပေါ့သို့တော့ဒီခန္ဓာကသူ့ရဲ့ပင်ကိုဗီဇပင်ကိုအလုတ်ဖြစ်တဲ့ တည်ဆုံးခြင်းဒီကိုမရောက်ရောက်အောင်သွားတဲ့အလုပ်ကိုသူကတော့ဘယ်တော့မှမိနေတယ်လို့မရှိဘူးအနာလည်းမရှိဘူးအအားလည်းမရှိဘူးရက်နေတယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးအရှိန်အဟုန်နဲ့ခက်မြန်မြန်သွားနေတယ်ဟုတ်လားကိုကတော့ကိုလုပ်ငန်းကိုင်ကန်းနေနေသူ့ကိုမေးကောင်းမေးမေးပေါ့ဟုတ်လားအလုပ်တွေများလို့ညမှာအိတ်ဆက်အနားယူပြီးဆိုတဲ့အခါမျိုးမှာတောင်မှဒီလိုတည်ခြင်းကိုမရောက်ရောက်အောင်ပို့နေတယ်သွားနေတယ်ဒီအလုပ်ကရက်နေတယ်လို့ရှိသလား မရှိဘူးရုပ်စွာဆုံးအိတ်နေတဲ့အချိန်မှာတော့သူကအရှင်ကောင်းကောင်းနဲ့သွားနေတယ်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့သွားနေတယ်သွားနေတယ်ဆိုတာလေးကိုသတိထားဖို့လိုတယ်ရက်နေတာမဟုတ်ဒါပေမဲ့တက္ကသမားတို့ဦးဇင်းတို့ကဘလို့ထင်တော့ရက်နေတယ်လို့ထင်တာဟုတ်လား